အဲ့တော့သခိုင်းတိုင်းဒေတာကြီးကိုမြတ်စွာဘုရားကြွရောက်လာတာဟာတတ္တိယဝါမှာကြွသာတာဖြစ်သောကြောင့်ဘုရားပြိဋိဘံဆံပြီးတဲ့နောက်သာသနာနှစ်ကိုတွေ့2559မြတ်စွာဘုရားတတော်ကဟိုဝါတော်ကဒီ45ဝါ45ဝါတဲ့တတ္တိယဝါဆိုတော့52ဘုရား ဒီမြန်မာပြည်ကြွလာတာဟာ38နှစ်အရွယ်လောက်မှကြွလာတယ်။အင်တာမငယ်သေးတဲ့အရွယ်။စကိုင်းကိုကြွလာတာ38နှစ်အရွယ်လောက်ကြွတာဆိုတော့လက်စွာဘုရားကြွလာတဲ့နှစ်နဲ့ဒီနေ့တက်ကြရင်တွဲချက်ပြီးတော့ကြည့်မယ်ဆိုရင်2600တခုရှိပြီပေါ့2601လို့ပြောအဲ့တော့ဒုစကိုင်းဒေသစကိုင်းမြို့နန်းတီ မြို့တည်တာနှစ်ပေါင်း900ပဲရှိသေးတယ်။သာသနာတော်ရောက်ရှိတာနှစ်ပေါင်း2600ကျော်ပြီလို့ဒီလိုမှတ်သားနိုင်တာပေါ့။အဲ့ဒါမှဝန်တာကျင်နူးစရာကောင်းတဲ့အချက်တစ်ခုပေါ့။စကိုင်းလူစကိုင်းသားတွေဒုဋ္ဌိတကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေရောက်လာတာဟာနှစ်ပေါင်း2600ရှိသွားပြီဆိုတော့ဒီအသည့်လေးမှတ်တမ်းတင်ထားဖို့လိုအပ်တယ်ပေါ့နော်။ဖခင်သုံးဝရကလက်စွာဖခင်ကြွလာတယ် ျောလာတယ်ဆိုတဲ့အမတ်တရားတွေဟာဂဏိတိအောင်ဒီနာမည်တွေနဲ့ရှိမြတ်စွာဘုရားကြွလာတဲ့အခါမှာပထမတော့ဘုရားကိုအနည်းပြုဖို့ကြိုးစားတဲ့ရိုင်းပြနေတဲ့ဘလူတွေနောက်ဆုံးမှာမြတ်စွာဘုရားကိုကြည်ညိုတယ်။တာပြန်စားနဲ့ကတ်တယ်။ခေါင်းဆောင်ကစေတဘလူဘလူ69ယောက်မြတ်စွာဘုရားကျွတ်တန်းဝင်မှသိလို့လာရောက်ပြီးတော့ တရားတော်မှာဟောပြောပြတာတဲ့အခါမှာဘလူး96ရောက်သောတာပန်တည်သွားတယ်ဆိုတော့ဩကနေ့သောတာပန်ယောအဆိုတာရှိနေတယ်လေဒါအမှတ်သားကြီးတစ်ခုပဲပေါ့နော်တမန်ကျောင်းရဲ့အမှတ်သားကြီးတစ်ခုအဲ့တော့ဘယ်တော့မှကြွလာတာတော့ဆိုတတိယဝါအချိန်ကကြွလာဖျားဖြစ်ပြီးတဲ့တတိယဝါဆိုတော့20 38နှစ်တက်တော့38နှစ်မှာ တတ္တယဝါရာဇဂျိုမှာဝါဆိုတော့မှကြွလာအကြာကြီးတော့မနေဘူးပေါ့ကြွလာတာတော့ကြွလာတာပဲပေါ့အဲ့ဒါလို့ကြွလာပြီးတော့စေတဝလူမိပြူတဲ့ဘလူ96ရောက်ကိုမြတ်စွာဘုရားဆုံးမဩဝါဒပေးတော့လိမ္မာယဉ်ကျေးသွားကြတယ်သောတပန်ဖြစ်သွားကြတယ်ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုရသွားကြဓမ္မစက္ခုဆိုတဲ့ဓမ္မအမြင်ကဘာလဲ ယံကိစိတ်သမှုရိယဓမ္မံသဗ္ဗန္တံနိရောဓဓမ္မံအကြောင်းခံပြီးဖြစ်ပေါ်လာတဲ့သဘာဝတရားမှန်တယ်များဟာအာလုံချုပ်ငြိမ့်သွားမှာပဲဖြစ်ခြင်းသဘောရှိတဲ့တရားမှန်တယ်များသည်ချုပ်ငြိမ့်ခြင်းသဘောရှိတာကြီးပဲဆိုတဲ့လောကမှာမြဲတာဆိုတာတခုမှမရှိဘူးအာလုံဟာဖြစ်ပေါ်လာတာတရားဘယ်တော့မှမမြဲဘူးဆိုတဲ့သင်္ခါရတရားတွေပေါ်မှာမှန်မှန်ကန်ကန်ရှုမြင်နိုင်တဲ့အသိဉာဏ်တစ်ခုရသွား လောကသဘာဝနဲ့ပတ်သက်ပြီးတော့တန်တရားတွေကင်းသွားလောကမှာဖျားဆိုတဲ့အနေနဲ့ပတ်သက်ပြီးတော့လေတန်တရားကင်းသွားအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဟာသောတာပန်ရဲ့အရေးချင်းပဲပေါ့အေးဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းလို့သောတာပန်ဖြစ်သွားဓမ္မစက္ခုရလာအဲ့ဒါလို့ဘလူး69ရောက်ဟာဓမ္မစက္ခုဆိုတဲ့သောတာပန်ဖြစ်သွားတာနောက်လူနောက်သားတွေအမတ်တရားဖြစ်ဖို့ရာဆိုပြီးတော့ အဲ့ဒီနေရာယနေ့တိုင်အောင်သောတပန်ရွာလို့ခေါ်သမ